တော်ရိုင်းတရိစံတွေဆိုတာကအရင်ကိုရက်ဆက်တန်းကြိုကြပါရယ်။နေ့စဉ်လိုလိုခွန်အားကြီးမာရဲ့တာရဲ့တရိစံတွေက ခွန်အားနေတဲ့တရိစံလေးတွေကိုအနိုင်ကျက်တက်ပြားစားတောင်းနေကြတာဖြစ်ပါရယ်။သရီးစံလေးတွေမှာလေကျမတို့လူသားတွေလိုအသက်ပေးအတွက်ကောက်ွယ်ကြတာမျိုးရှိပါတယ်။ပြောရရင်သရီးစံလေးတွေမှာလေလျှို့ဝဲအသေးစိတ်နိုင်တဲ့အကောက်ွယ်မျိုးရှိပြီးသူတို့ကအန်တီရနဲ့ကြုံတွေ့ရတဲ့ခါမျိုးမှာဆိုရင်အစိရေတွေကို ပန်းထုတ်လို့ရှိပါတယ်။ ။အပြီးကိုရဲ့အနေပတ်ဝန်းကျင်မှာအမြင်လိုလိုရှိနေတတ်တာကိုသတိထားမိကြမှာပါ။ပျော့စိတ်တွေကအချို့ဆိုရင်အရန်ကိုခြိုက်ကြပါရီ။သူတို့ကအနက်ခံနာလေးကောင်းကြပါရီ။အချို့ပဲရှိရာဆိုပျော့စိတ်လေးတွေက ပြင်းပြင်းဆန်ဆန်ပဲလာရောက်တတ်ကြလိမ့်ရှိပြီးတော့သူတို့အစားမဲ့အချို့စားစရာတစ်ခုခုရဲ့အနာဂတ်သူတွေကိုလည်းရံပြိုကလေးရှိပါရီ။ပြည့်စုံလေးတွေကိုတော့တင်းနေရဲဆိုပြီးတော့သွားရှော့တက်လိုက်ပါနဲ့ အထူးသဖြင့်သူတို့ကရက်ဆက်ပြီးမာနလဲကြည့်ပါရယ်။ပြည်စိတ်လေးတွေကတော့တိုက်ခိုက်ဖို့လဲအဆင်တည်းဖြစ်နေကြတဲ့ကောင်လေးတွေဖြစ်ကြပြီးတော့သူတို့ရဲ့နေရာကိုကျူးကျော်ဝင်ရောက်လာကြတဲ့ဗတုကိုမစိုးဝိုင်းဝန်းပြီးတော့တိုက်ခိုက်ကြလိမ့်ရှိပါရယ်။တွေပန်ထိုးကြတာမျိုးရှိပါရယ်။သူတို့ရဲ့လိုဝက်ချက်တွေကိုတော့မမြင်ရပါဘူး။ပြည့်စိတ်တွေမှာအဆစ်တက်ပါတဲ့အရေးကို ပန်းထုတ်ကြလေးရှိပါတယ် အတိအကျအဖြစ်ပြောရမယ်ဆိုရင်တော့ formic acid ပါတက်တော်ရင်းမှ တွေ့ရတဲ့ပြောစိတ်တစ်မျိုးကတော့ acid gland ရှိပါတယ်အရေပီယိုစိတ်နေလေးတွေကအန်ဒီယန်နဲ့ဂျုံတွေ့ရပြီးဆိုရင်အဆိုပါရေတွေကို ပန်ထုတ်လေးရှိပါတယ်။ဒီပီယိုစိတ်လေးရဲ့နောက်မှာလင်းငယ်တဲ့အပေါက်လေးတွေရှိပါတယ်။သူတို့ကသားကောင်တွေတွေ့တဲ့အခါသမမုံအန်ဒီယန်နဲ့ဂျုံတွေ့တဲ့အခါအစိတ်ရေတွေကို ပန်ထုတ်ပါတယ်။ အစစ်ပတ်ဖြန်တဲ့ပြည်စိတ်တွေကအတည်ပြုများပြီးကြီးမားတဲ့တရိစံတွေကိုတော့အတည်ပြုနိုင်ပါတယ်။လျိုးဝဲအနေနဲ့ကောက်ွယ်တက်ကြတဲ့တရိစံလေးတွေအကြောင်းကိုဒီကနေ့ view လေးထဲမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကြည့်စိတ်ဝင်စားနေကြပြီလား။ view လေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်ရှင်။ဟုတ်နေလေဇန်ဒီပုတ်တင်တမျိုးကိုတော့ခြောက်တွေ့တဲ့တစ်တော်မှာတွေ့ရလေးရှိပြီးသူ့ရဲ့ခေါင်းပေါ်မှာဂျွန်ထက်တဲ့စပီကာတွေရှိပါတယ် သူရဲ့လှူရှာမှုတွေကလင်းမြန်ပြီး orange အဆက်တွေကအန်ဒီရဲ့များတဲ့အစိတ်ရင်နဲ့ကောက်ွဲတကြပါရယ်သူတို့ကတားကောင်တွေ့တဲ့အခါမျိုးအန်ဒီရဲ့နဲ့ကြုံတွေ့လာတဲ့အခါမျိုးမှာဆိုရင်မျိုးလုံးတွေကနေအနီရောင်အစိတ်တွေကိုပန်းထုတ်ပြီးတော့တုတ်ပြန်တိုက်ခိုက်ကြလေရှိပါရယ်သူတို့ရဲ့မျိုးလုံးတွေကထူကြပါရယ်လျော်ဝတ်တဲ့နီလန်းနဲ့ကိုကိုကိုကောက်ွဲကြလေရှိပြီးသူတို့ရဲ့အစိတ်ရင်ပန်းထုတ်တာကအကောက်ဝေးတော်တော်များများထိရောက်ပါရယ် သူတို့အိန္ဒိယနဲ့ကြုံတွေ့ရတဲ့အခါတိုင်းအခုလိုလုပ်လို့ရှိပါတယ်။မျက်လုံးထဲပန်းထုတ်လိုက်တဲ့အစိတ်ရေက9မီတာထိရောက်ပါတယ်။သူတို့ရဲ့မျက်လုံးပပတ်လေးမှာတွေ့ကြုံမြင်လေးတွေရှိပြီးတော့ horror lizard တွေကအိန္ဒိယများတဲ့ပုံတင်တွေဖြစ်ကြပါတယ်။သူတို့ရဲ့ကကွယ်ရေးကတကယ်ကောင်းပါတယ်။အိန္ဒိယကြုံလာရပြီဆိုတာနဲ့အတန်ပန်းထုတ်တတာပါ။သူတို့ပန်းထုတ်လိုက်တဲ့အစိတ်ရေတွေကအရင်ဆိုပါပါတယ်။ ခွေရီဝင်ပလီတွေကသူရဲ့လှစားမှုတွေကိုရောက်သွားတာနဲ့မျိုးလုံးတွေကနေအစိရေပန်းထုတ်တာကိုခံရလို့ရှိပါတယ်။ဒါတော့သူရဲ့ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုပါတယ်။ horror ရဆက်တွေကသူရကြည့်ပြီးကြောက်စရာကောင်းပါတယ်။သူတို့ကအတင်းတိုက်ခိုက်ဖို့ရှိနေတတ်ပါတယ်။ Wonder Fish ဝန်တာငါးတွေကတော့အန်ဒီရဲ့နဲ့ကြုံတွေ့လာတဲ့အခါထူးထူးခြားခြားကောက်ွေးလေးရှိပါတယ်။သူတို့ကအချင်းချင်းဆူလိုက်ပြီးတော့ လေစင်နှမောင်းလိုပုံတရမျိုးနဲ့တုတ်ပြန်ကောက်ခွဲတက်ပါတယ်။အဝေးကနေကြည့်လိုက်ရင်တော့အရွယ်စားကြီးမားတဲ့ဖော်လုံးလိုဖြစ်နေပါတယ်။သူတို့အချမ်းချမ်းအရွယ်စားကြီးမားတဲ့အချင်းမလာအောင်စူဝေးနေကြတာပါ။ပြောရရင်ငါးလေစင်နှမောင်းလိုဖြစ်နေပြီ။သူတို့ကိုသူတို့ကောက်ခွဲနိုင်ဖို့အတွက်အခုလိုလိုကြပါတယ်။သူရဲ့ကြီးမားတဲ့ပိတ်ပြန်သားစီမှုကတခြားသူတွေအတွက်အနှောင့်အယှက်ဖြစ်သွားစီမှာပါ အချင်းကတော့မီတာ20ရှိပါတယ်10မီတာအတိတ်နဲ့ရှိပါတယ် Wonder Fish တွေရဲ့ကောက်ကွယ်ပုံကတော့တကယ်ကိုမြုံချိနိုင်စရာပါပဲ။ Wonder Fish တွေကအရင်လက်မြန်ပြီးတစုတစီတည်းတွေ့ရလေးရှိပါတယ်။ Japanese Space အခုမြင်တွေ့နေရတဲ့ Japanese Base တွေက သူရဲ့ပူတဲ့အစိတ်ရဲ့အကြောင်းအတိအများပါတယ်။မြို့ပွားနှုံမြန်ဆန်တဲ့အဲ့ဒီ Japanese Base တွေကအုပ်စုလိုက်နေထိုင်တဲ့ကြပြီးသူရဲ့ရန်သူတွေကိုသရတကြီးရန်ပြုတ်တိုက်ခိုင်းလေးရှိပါတယ်။ သူတို့ကအုပ်စုလိုက်ဝိုင်းတိုက်ခိုက်ကြတာပါဝတ္ထုကမှလွတ်မပြေးပါဘူးဂျပနီးဘေ့စ်တွေကသူတို့အန်ဒီရဲ့နဲ့ကြုံတွေ့လာတဲ့အခါဘောလုံးတစ်လုံးလိုစုဝေးလိုက်ပြီးပူပြင်းနေတဲ့အစိမ့်နဲ့ဝိုင်းအောင်တိုက်ခိုက်ကြနေရှိပါတယ်တခြားရင်တူတွေကတော့ချန်ပီယံစ်ဘေးတွင်နဲ့ပိုပြင်းတဲ့အစိတ်ကိုမခံနိုင်ကြပဲခဏကျွဲမှပဲတည်ဆုံသွားလိမ့်ရှိပါတယ် ဂျပန်နန်ဘေ့စ်တွေကအန်တီရမြပြီးအစိပ်ပြင်းပါတယ်။သူတို့ရှိတဲ့နေရာကိုရောက်သွားရင်တော့တခြား34တွေအတွက်ကြောက်စရာကောင်းပါတယ်။ဂျပန်နန်ဘေ့စ်တွေကြောင့်ခဏချင်းအတွင်းအသေးဆုံးထားနိုင်ပါတယ်။ Secretary Pat အခုမြင်တွေ့နေရတဲ့ Secretary Pat တွေက အရင်နှစ်မြန်ပါတယ်။တင်ငယ်ရဲ့ခြေောက်ကရှေ့ပြီးလှုပ်ရှားမှုမြန်ဆန်ပါတယ်။ Secretary Pat တွေက ပန်းရောင်မျိုးလုံးရှိပြီးခေါင်းပေါ်မှာအမွေအတောင်တွေကရှိရှိလေးနဲ့လှပါပါရယ်သူရဲ့ခြေထောက်လှုပ်ရှားမှုကဘရိုစလီနဲ့တူပါတယ်ခြေထောက်တွေကိုလှည့်လည်မြန်မြန်အသုံးချနိုင်စွမ်းရှိပြီးစက်ကရတီဘတ်တွေကသူတို့ကိုရံပြိုတိုက်ခိုက်ဖို့ရောင်းလာတဲ့အမွေတွေကိုလည်းလှည့်လည်မြန်မြန်ပဲတုတ်ပြန်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်လျင်မြန်တဲ့စက်ကရတီဘတ်တွေရဲ့တိုက်ခိုက်မှုကြောင့်15စက္ကန့်အကျွမ်းမှပဲမွေးကိုတွေ့သွားစေနိုင်ပါတယ် သူတို့ကတခြားတရိစံလေးတွေကိုလည်းလင်းလင်းမြန်မြန်ပဲတုတ်ပြန်နိုင်စမ်းရှိပါတယ်။တရိစံလေးတွေမှာတော့အာသာချက်တွေကိုအစီရှိကြပြီးမတူညီတဲ့ပုံစံမျိုးနဲ့ကိုကုကိုကာကွယ်တက်ကြပါတယ်။စကရတီဘတ်တွေကလင်းမြန်ပြည်သူရဲ့အာသာချက်ကိုကောင်းကောင်းအထုံးချနိုင်စမ်းရှိပါတယ်။စကရတီဘတ်တွေကမွေးရတဲ့အတွက်အိမ်မက်ဆိုပဲဖြစ်ပါတယ်။အမတ်ဒလိုဂရန်ဂျက်လီဇာ ဂရဒလို့ခေါ်တဲ့ဒီပုတ်တင်တွေကတော့တခြားပုတ်တင်တွေနဲ့မတူဘဲထူးထူးခြားခြားချိုထဲတဲ့ဈေးခွင်တွေပါနေပါတယ်။သူတို့ရဲ့ဈေးခွင်ကတော့အရင်ကမှပါတယ်။ဂရဒလို့ခေါ်တဲ့ဒီပုတ်တင်တွေကတော့တခြားပုတ်တင်တွေနဲ့မတူဘဲထူးထူးခြားခြားချိုထဲတဲ့ဈေးခွင်တွေပါနေပါတယ်။သူရဲ့ဈေးခွင်ကတော့အရင်ကမှပါတယ်။ကတဲ့ရီကသူရဲ့အန္တရာယ်နဲ့ကြုံလာတဲ့အခါတွေမှာဆိုရင်သူရဲ့အမိကိုပတ်စံနဲ့ကြိုက်ပြီးတော့ကာကွယ်ကြလိမ့်ရှိပါတယ်။ ဂရတရီရဲ့အားနည်းတဲ့အစိပ်ပိုင်းကတော့ဒရီရဲ့ဝမ်ပိုက်ဖြစ်ပြီးအမီကိုပြန်ကိုက်ပြီးမာကျောရဲ့အကြီးခွန်နေနဲ့ကိုကိုကို ကောက်ွယ်လေးရှိပါတယ်။အခုလိုကောက်ွယ်ထားတဲ့ချိန်တွေမှာဆိုရင်ဒရီရဲ့မာကျောနေရဲ့အကြီးခွန်တွေကခြုံထက်နေတဲ့ပါတယ်။ကျော်ရုပ်ပေါ်ကတန်ချက်ကားလိုဖြစ်နေတဲ့ကြီးကွန်ကသူတို့ရဲ့အားကောင်းတဲ့အစိပ်ပိုင်းပဲဖြစ်ပါတယ်။အာမဒလိုဂရက်တဲ့လေဇာလိုခေါ်တဲ့ဒီပုံတွေကိုတော့ကြောက်တုံးကြောက်တောင်ကြားရီမှာရှိကြပြီးသူတို့ကအမိခိုက်တဲ့ နမာဇိုရီယက်စ်လို့ဖြစ်ပါတယ်။ဒီပုံတင်တွေရဲ့ထူခြားတဲ့ကွဲပြားမှုကတော့တန်ကျက်ကလို့ဖြစ်တဲ့သူတွေရဲ့မာဂျော်ရဲ့ခြေခွန်ကြောင့်ပဲဖြစ်ပါတယ်။မာဂျော်နီရဲ့ခြေခွန်ကပဲသူတို့ကိုကောက်ခွဲပြီးပြီးတော့သူတွေရဲ့အာသာချက်ကိုကောက်ကောက်အသုံးချပါတယ်။ကြောက်တုံးကြောက်ထောင်ကြမှာအများဆုံးတွေ့ရလေးရှိပြီးသူတို့အတွက်အန်တီရဲ့ကြုံရရနဲ့ကြောက်တုံးနေကြတဲ့ကိုဝင်ပြေးပြီးတော့အခောက်ခွဲလုတ်တက်ကြပါတယ်။ကြောက်တုံးနေကြတဲ့ကိုရောက်သွားရင်တော့သူတို့ကိုလွယ်လွယ်နဲ့အန်တီမပြေးနိုင်တော့ပါဘူး။ self self လို့အမည်ရတဲ့ဒီတတဝါတွေကတော့မယုံကျေနိုင်လောက်အောင်ကိုထူဆန်းပါတယ်။သူတို့ကစီးကတ်တဲ့အရေးတွေကို ပန်းထုတ်ပြီးတော့သူတို့ကိုသူတို့ကောက်ွယ်တကြပါတယ်။သူရဲ့အဖြစ်အပျက်စိတ်ကတ်တဲ့အရေးတွေကအဲ့ဒီအကောင်လေးတွေရဲ့ထူချတဲ့ကောက်ွယ်မှုဖြစ်ပြီးပိုးကောင်လေးတွေဖမ်းယူရမှလည်းအခုလိုအရေးတွေကိုပန်းထုတ်လို့ရှိပါတယ်။သူရဲ့ပန်းထုတ်လိုက်တဲ့အရေးကအရန်ကိုစီးကတ်လွန်တာကြောင့် တော်ရုံပိုးမွှားလေးတွေအတွက်လွန်မြောက်ဖို့ဆိုရင်အရင်ကိုခရင်ပါတယ်။အပြင်အရည်တွေကိုဆဲထုတ်ကြည့်လိုက်ရင်တော့အကုန်လက်ထဲမှာပါလာမှာဖြစ်ပြီးဒီအစီကတ်တဲ့အရည်တွေကတော့သူတို့ကိုသူတို့ကောက်ွယ်ဖို့အတွက်အတင်ရှိနေတတ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝစားဖွယ်ရကြတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကိုလိုက်ရ follow ထားပေးကြပါဦးနော်။ အဆုံးထိအပြင်ကျေးဇူးမွတ်တယ်ကျေးဇူးအတင်ပါရရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအသေးလေးနဲ့တူပြန်လာခဲ့ပါမယ်